ါမှာအမ်ဆိုပါလဲဆိုစာအုပ်မိတ်တဲ့လောက်ချင်လို့ပေါ့နော်ဒီစာအုပ်ကလေးကိုအာဖတ်ပြန်မှာပေါ့နော်ဆိုတော့ဒီစာအုပ်ကလေးမှာဘလို့အကြောင်းအရာတွေပါမလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့အဓိကသူရေးထားတဲ့အကောင်းဆုံးကတော့ဒိုးကိုင်ချေလဲရမုံလူစိတ်ရှိတဲ့စိတ်ထားမကောင်းတဲ့ဒီမြတ်ပတ်များနဲ့ဆက်ဆံနေလို့အကောင်းဆုံးကတော့ရေးထားရဲ့ပေါ့နော်ဒါပေမဲ့အဲ ဒီကပြောမယ့်ဟာကစိတ်ပညာဆောင်ပါပရိသတ်လို့ဖြစ်တဲ့အတွက်အဲသူ့မှာစိတ်ပညာစိတ်ကျဲမာရေးနဲ့တဆိုင်နဲ့အဲခေါင်းစဉ်ကိုရှုထောင့်အမျိုးမျိုးကနေရေးပြတော့မှာဖြစ်ပါတယ်။ဒီမှာဆိုရင်ဆရာကဘယ်လိုရေးထားလဲဆိုရင်အပိုင်း၄ပိုင်းတောင်ခဲထားတယ်ပေါ့နော်။အဲဒီအပိုင်း၄ပိုင်းထဲမှာမှအာခေါင်းစဉ်တစ်ခုစီရှိနေတာဖြစ်ပါတယ်။ဆိုအာအပိုင်းတင်မှာဆိုရင်အထူးဆောင်ပါများဆိုပြီးမှရေးထားတယ်အပိုင်းနှစ်မှာဘာသာရေးနယ်ပယ်ပွဲမိတ်ဆက်ဆောင်ပါများ အပိုင်း၃ကုကံစိတ်ပညာနဲ့ကျမ်းမာရေးစိတ်ပညာဆောင်ပါများအပိုင်း၄ဆက်ဆံရေးစိတ်ပညာနဲ့ကိုယ်ရည်ကိုယ်သိစိတ်ပညာဆောင်ပါများလို့ဟိုအပိုင်း၄ဘန်းဆွဲထားတယ်ပေါ့နော်အဲ့ဒီအပိုင်း၄ကလည်းစပြီးတော့အပိုင်း၄ဘန်းအထူးခေါင်းစဉ်တွေက58ခုရှိပါတယ်ဆိုဒီဟာကိုဒါပြီးအောင်ဖတ်လိုက်မယ်ဆိုရင်လူမှုပတ်ဝန်းကျင်နောက်ပြီးတော့ကိုယ့်ရဲ့အစီအကျမ်းမာရေးအခြေအနေအခြားသူတွေနဲ့ဆက်ဆံရတဲ့ဆက်ဆံရေး အဲဆိုင်ရာစိတ်ကျမ်းမာရေးအခြေအနေတွေကိုအများကြီးတွေ့မြင်နိုင်တယ်ပေါ့နော်။ဆိုတော့ဒီစာအုပ်ကတော်တော်အဖိုးတန်ပဲပေါ့နော်ဖတ်ရတာ။ဘာဖြစ်လို့လဲဆိုတော့ကိုရီးနိုင်ငံမှာကျတော့ဒီလိုမျိုးစိတ်ကျမ်းမာရေးစာအုပ်အဲတွေဖတ်မယ်ဆိုရင်ဒါဟာအဲ့ဒီလူဟာလူဝဲချက်တစ်ခုခုရှိနေတယ်လို့မြင်တဲ့အသိရှိတယ်ပေါ့နော်။ဒါဟာမှားရင်လည်းပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံကမပြည့်စုံသေးဘူးလေ။ အဲဘာဖြစ်စုံနာနဲ့အညီဘယ်ဟာမှာပိုပြီးအာနေတော့လဲဆိုရင် parenting ဆိုရက်ကလေးပြုစုဆော့ရှော်ကြီးရဲ့အခင်ကြီးမှာလုံးဝအာနေသွားတယ်အဲအတိပေါ့နော်ဘယ်ဟာကအရေးကြီးလဲဆိုရင်အတိကရှိမနေဘူးအဓိကကကလေးပြုစုဆော့ရှော်ကြီးဆိုတာကအာပထမနံပါတ်1အဲလူမှုအာလူမှုအရင်အမြင်ပေါ့နော်လူသားအရင်မြင်ရဲ့ပထမအရေးကြီးဆုံးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အဲ့ဒီကလေးတွေက ီလိုမျိုးကျွန်တော်တို့လိုဘာနော်လူကြီးတွေဖြစ်လာမှာဖြစ်တာကြောင့်လို့ပေါ့နော်အာပညာရေးစနစ်မှာလည်းအဲ့ဒီကလေးပြုစုနေရလေဟိုအเจ้าနေမှာသင်မဲသင်ပေးလိုက်တယ်မသင်မဲသင်ပေးလိုက်တယ်ဆိုတာကအာဆရာအတက်ပညာပေါ့နော်ကလေးတွေကိုထိန်းသိမ်းဆောင်ရှားတဲ့ဆရာအတက်ပညာတောင်မှပြပြဝဝသင်ကြားခြင်းအာတိတ်မခံလဲရဘူးလို့ပြောမှလားမသိဘူး နော်ငွေပညာရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေမှာတော့နည်းနည်းအားနည်းချက်တွေရှိတယ်ပြောလို့ရတယ်။အဲ့ဒီအဲကလေးတို့ဘယ်လိုဆက်ဆောင်မလဲလို့သင်ပေးရတဲ့ဆရာတွေကိုယ်တိုင်ကိုကအာဆရာတွေဖြစ်မဲ့ဆရာတွေကိုသင်ပေးတဲ့ဆရာတွေကိုယ်တိုင်ကိုကအာအဲ့ဒီအခြေခံအချက်လက်တွေကိုမျိုးစုစုခရီးမဆိုင်တတ်တဲ့အခါတွေရှိတယ်နော်။ဒါကတော့ဒီလိုဘာကြောင့်ပြောလိုက်ရလဲဆိုတော့ကိုယ်တိုင်ကိုယ်တိုင်ကြုံခဲ့ဘူးလို့ပြောတာဖြစ်ပါတယ်။ လေးတယောက်ကိုဘယ်လိုဆက်ဆံမလဲဆိုရဲအသိမရှိပဲနဲ့အဲဒီအဲဒီဟာတွေကိုပြောင်းပြီးတဲ့ဆရာတွေကိုကိုယ်တိုင်ကအဲဒီအားနည်းချက်တွေရှိနေတွေ့ရပေါ့နော်ဆိုတော့ဒါကဆရာတွေနဲ့ပတ်သက်ပြီးတော့ပြောလိုက်တာဖြစ်ပါတယ်မိဘတွေအပိုင်းနေလဲဆိုရင်လည်းအများကြီးလိုအပ်ချက်တွေရှိတယ်โอเคဒါဆိုပြောချင်တာကတော့အဓိကကတော့အဲကလေးကြီးဆောက်ဆံရရလဲအရေးပါတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတာရယ် လူရိုင်းရဲ့စိတ်ကျင်းမာရေးအခြေအနေကလည်းအရေးပါတဲ့နေရာတစ်ခုမှာပေါင်းနေဆိုတာလည်းပြောချင်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကအစနေကြီးတစ်ခုလုံးကိုတော့ပြင်နိုင်တဲ့အထက်မှာမပါဝင်ခဲ့ဘူး။ဒါပေမဲ့အဲကိုယ့်ကိုယ်ကိုသိရှိပြီးတော့ဘယ်လိုဆက်ဆက်သွားမလဲဆိုတော့အသိအဲကိုသိရှိခဲ့တဲ့ပြန်လဲပြုပြင်ရေးမှာပါဝင်နိုင်တဲ့ music ကိုတော့ကျွန်တော်တို့ကိုယ်တိုင်ဖြစ်ခဲ့ရပါတော့။ဆိုတော့အားလုံးပဲဒီစာအုပ်ကိုဖတ်ကြည့်ပေးခြင်းနဲ့အဲကျွန်တော် ကျွန်တော်ကကျွန်မဖတ်ပြမယ်ပေါ့နော်နားထောင်ကြည့်ခြင်းလေးပေါ့နော်ဆိုတော့အချိန်လေးပြင်နေဖို့တောင်းဆိုပါတယ်အဲစမ်းသပ်ပြပါတယ်အချိန်လေးရဖို့ပေါ့နော်ဆိုတော့တော်တော်ဖို့တန်နေစာဟုတ်ဖြစ်တတ်ကြပါမယ်ဒါပေမဲ့အလုံးမဲ့ပြပြချက်ချနောက်ထပ်ကောင်းတဲ့နေမှာအများကြီးရှင်းနေပြီးတော့တွေ့ကြပါတယ်အလုံးကြီးကျေးဇူးတင်ပါတယ်